ာပါခொနယသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆင်မကတော့ဆောလာနေနီဖြစ်ပါတယ်ဆင်မအနေနဲ့ကတော့2025ခုနှစ်အော်တိုဘာလအတွက်ဗုဒ္ဓသားသမီးလေးတွေရဲ့ထီကန်စရာနဲ့လက်ကြီးအဆောင်ရဲ့တရားလေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာဗုဒ္ဓသားသမီးတွေရဲ့ထီကန်စရာကောင်းမကောင်းထိထွားမယ်နေ့နော်အချိုပေးကနေအချိုပေးအရဲ့ဒေတာနော်အချိန်နာရီပြုလို့ရမယ်ရဲ့တရားလေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်တယ်ပြင်နော်နောက်ထပ်ဒီတလာလုံးမှာ ဖော်ထူးသားသမီးတွေရဲ့နော်လုပ်ငန်းကိစ္စတွေစီးပွားရေးငွေရေးကြေးကျန်းမာရေးပေါ့နော်အခြေပညာရေးအစအစအရာအဆင်ပြေစေဖို့အထူးကံကောင်းစေမယ်လက်ကိအဆောင်ပြုလုပ်မယ်ရှယ်တွေရလက်ကိကာလာလေးတွေပေါ့နော်တခုချင်းပြပြပေးသွားမှာပါအရင်ဆုံးထီကန်လေးကိုပြပြပေးသွားပါမယ်အဲ့တော့ဒီလအတွက်ဖော်ထူးသားသမီးတွေရဲ့ထီကန်ကိုကြည့်လိုက်တဲ့အခါမှာထီကန်အစ်စ်နဲ့ကောင်းတဲ့လာလေးတရဖြစ်ပါတယ်မိမိကိုယ်တိုင်းတော့လကောင်းဆက်တူရှယ်ရတော့လကောင်းထီထိုးပေးလို့ရပါတယ်အဲ့တော့ဆက်တူရှယ်ရထိုးမယ်ဆိုရင်တင်းနာသားသမီးကြာသားပြေးသားသမီးတွေနဲ့ဆက်တူရှယ်ရထီထိုးပေးလို့ရပါတယ် ဖြီတိုးဖို့တဲ့အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာတနင်္လာနေ့ဖြစ်ပါတယ်ထို့ကြောင့်ဗုဒ္ဓသာသမီလေးတွေကတနင်္လာနေ့နေ့မှာရွေးပြီးထီတိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ် ဒီဒီလအတွင်းမှာအချိုးပေးလက်ကီကနန်းလေးတွေကတော့နှစ်ကနန်းတစ်ကနန်းလေးကနန်းနှစ်တစ်လေးအချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်လက်ကီအခရာလေးတွေကတော့ကခကကန်ကအခရာလေးတွေဖြစ်ပါတယ်အဲ့တော့ဒီနာနေတင်းနေတာအတွင်းမှာပေါ့နော်ဒီတင်းနာနေမှာဆိုရင်ဗုဒ္ဓသာသမီတွေကထီထိုးတော့မယ်ဆိုရင်ဒါအချိုးပေးကနန်းအချိုးပေးခရာလေးနဲ့ထီထိုးတော့မယ်ဆိုရင်ထုံနှစ်အတွက်အကောင်းဆုံးချိန်လေးဆိုတာရှိပါတယ်အဲ့ဒီချိန်မှာရွေးပြီးထီထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့တင်းနာနေတင်းနေတာအတွင်းမှာ ခြိတော့တာပဲဖြစ်ဖြစ်ရေးကြည့်တော့လုပ်ငန်းတွေစတင်ပြီးတော့ဆောင်ရွက်တော့မယ်လောက်ကိုင်းတော့မယ်ရေးကြည့်တော့အကြောင်းအရာတွေပြောဆိုဆောင်ရွက်မယ်ရေးကြည့်တော့ခီးစင်တွေသွားတော့မယ်ဆိုရင်ဒီချိန်မှာရွေးပြီးเนาะပြုလို့ပြောဆိုဆောင်ရွက်ပါအောင်မြင်မှုရရှိမယ်အချိန်မှာထီထိုးမယ်ဆိုရင်ဒီချိန်မှာရွေးပြီးထီထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အဲ့ဒီအချိန်လေးကတော့မုံဆိုးရှိုးရခိုင်အချိန်လို့ခေါ်ပါတယ်နေ့နေ့လယ်ပေါ့เนาะနေ့လယ်ပိုင်းတနားကြီး7တုံးကနေ3နာရီ36အတွင်းမှာပါအဲ့ဒီအချိန်လေးမှာရွေးပြီးထီထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာပါလိမ့်မယ်အရက်ဒေတာကတော့အရှိရက်ပေါ့တခြားတိုင်းမိတွေမှာနေတဲ့သူတွေနိုင်ငံခြားမှာနေတဲ့သူတွေအတွက်ကထီ ထိုးဖို့အတွက်အကျိုးပေးနေရယ်၊ခဏန်းရယ်၊အချိန်ရယ်ဒီ၃မျိုးပဲရွေးပြီးတော့ထိထိုးပေးရမှာဖြစ်ပါတယ်။အဲ့မိမိတို့အနေနဲ့ဒါအရက်ဒေတာလေးတွေနဲ့ပေါ့နော်ဒါဒီအချိန်နာရီလေးတွေတိတိကျကျထီထိုးပြီးသွားပြီဆိုရင်တော့ထီထိုးပြီးသူတိုင်းတော့ပြုလို့ရမယ့်ရေတရားလေးရှိပါတယ်ဒီရေတရားလေးကတော့ထီထိုးပြီးသူတိုင်းမဖြစ်မနေပြုလို့သင့်တဲ့ရေတရားလေးပါနော်အဲ့ဒါကတော့မိမိအိမ်ဖျားမှာငွေပန်း20ပွင့်နော်ကတ်လူပေးပါနောက်ပြီးတော့ကြံရည်လေးတစ်ခွက် အုံဒီလေး6စိတ်ဖျားမှာကက်နော်အုံဒီလေး6စိတ်ကဲကြံရင်လေးတစ်ခွက်ကဲဖျားမှာကက်ပါအဲ့တော့ထီကန်ကောင်းမှုထီစူးကြီးပေါ့ဖို့ဆူတောင်းမယ်နောက်ပြီးတော့လက်လာပါနှိုးပေးမဲ့ခါရာလေးတွေလက်နှိုးခါရာလေးတွေပေါ့နော်မြမြရွှတ်ပေးပါတဲ့အဲ့ဒါဆိုရင်ထီကန်ကောင်းလာပါလိမ့်မယ်ထီဆူကြီးပေါက်တာမျိုးလေးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဒါတော့ဒီထီကန်ကောင်းမှုအတွက်နောက်ထပ် မိမိတို့အနေနဲ့တော့ဒီတလအတွင်းမှာလောက်ကန်ကိစ္စတွေစီးပွားရေးငွေရေးကြေးခန္ဓာတွေကျန်းမာရေးအခြေပညာရစအဆအဆရအဆင်ပြေစုဖို့အထူးကံကောင်းစေမဲ့ lucky အဆောင်လေးကိုပြော့ပေးပါပါเนาะအဲ့ဒီ lucky ဒီလအတွက် lucky အဆောင်လေးရတော့9000ကျဲလေးဆောင်ထားပေးရမှာဖြစ်ပါတယ်ဒါ9000ကျဲတော့လူတိုင်းသိပါလိမ့်မယ်เนาะ အဲ့တော့မမီတို့ရဲ့ဒါဒီတချို့ပေါ့နော်ဒီမြို့ပေါ်ဒီမှာနေတဲ့သူတွေအတွက်ကတော့ငါးထောင်ကျယ်လေးကိုကိုပေါ့ကိုဝယ်ပြီးဆောင်ထားလို့ရတယ်ကျင်းနယ်ပဲလောက်ထားနော်ကြီးနဲ့လောက်တဲ့ငါးထောင်ကျယ်ပဲဖြစ်ဖြစ်ငွေနဲ့လောက်တဲ့ငါးထောင်ကျယ်လေးပဲဖြစ်ဖြစ်ပေါ့နော်ဘလိုလေးပဲဖြစ်ဖြစ်ကိုပေါ့ကိုဝယ်ပြီးတော့ဆောင်ထားလို့ရတယ်ဒါပေမဲ့တချို့နယ်တွေမှာနေတဲ့သူတွေအတွက်ကတော့ငါးထောင်ကျယ်ကိုဆက်ကိုပြန်ပေါ့နော်ငါတို့ကျဲလေးကိုကိုကစက်ကူပြောင်းမှာဆော့ပင်နေပဲဖြစ်ဖြစ်ဘောပင်နေဖြစ်ဖြစ်ဆွဲပြီးတော့ เนาะဒါဆောင်ထားပေးလို့ရတယ်เนาะဆောင်ထားပေးလို့ရတယ်ဆွဲပြီးရတယ်အဲ့ဒီဟာဆွဲထားတဲ့နေရာလေးကိုကက်ကြီးနဲ့တိတိကျကျလေးပေါ့เนาะဒါဒီကျဲပုံအတိုင်းလေးပဲညှက်ပြီးတော့မိမိတို့ကဆောင်ထားပေးလို့ရပါတယ်အော်ဒီမျိုးပေါ်ဒီမှာအလွယ်တကူဝယ်လို့ရရင်တော့ဒါငွေနဲ့ပဲလုလုချေးနဲ့ပဲလုလုပေါ့เนาะဒါဒီ9000ကျဲလေးเนาะဒါဆောင်ထားပြီးတော့ဓာတ်ပုံဆောင်လို့ရတဲ့ပကြီလေးဆောင်ထားလို့ရပါတယ်เนาะ ဒီလိုမျိုးလေးစောင့်ထားခြင်းဖြင့်เนาะအရာရာအဆင်ပြေပါလိမ့်မယ်ဒါအဆောင်လေးပါအဲ့တော့ရေတရာကတော့ဒါထီကန်ကောင်းမှုရောတီတလာလုံးကန်ကောင်းမှုရောအမြဲတမ်းပဲပေါ့နော်ငွေပန်းလေး22ပွင့်ကတ်လူပေးပါကြံရည်တစ်ခွဲလှူပေးပါနောက်ပြီးတော့အုံသီး6စိတ်လေးဖျားမှာကတ်ပါလန်နိုးကာလာလေးတွေရွတ်ပေးခြင်းဖြင့်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะဒါဒီအဆောင်နဲ့ရေတရာလေးဖြစ်ပါတယ်အဲ့တော့ ဟိုရူသားသမီးတွေအိမ်တွင်းရေးအေးချဲ့ခြင်းနဲ့စီးပွားတက်ခြင်းနဲ့လက်လာပါးတွေဝင်ခြင်းနဲ့လုပ်ငန်းကိန်းနဲ့အောင်မြင်ခြင်းနဲ့အိမ်တွင်းရေးမှာအေးအေးချမ်းချမ်းရှိခြင်းနဲ့ဆိုမိမိတို့ရဲ့အိမ်ဝင်ဝမှာ9000ကျဲလေးတွေချိတ်ဆွဲထားပေး9000ကျဲလေးကတ်ထားပေးလိုက်နော်မိမိတို့ရဲ့ဧကန်းထဲမှာ9000ကျဲလေးတွေချိတ်ဆွဲထားပေးတာမျိုးနိုင်ရမှာကတ်ထားပေးတာမျိုးပကြီးပပုနော်အဆင်ပြေသလိုပေါ့နော်ဒါဆောင်ထားဆွဲထားလို့ရပါတယ်ဒီလိုမျိုးလေးတွေဆောင်ထားခြင်းဖြင့်ရရအဆင်ပြေမှုလေးတွေပေါ့နော်အိမ်တွင်းရေးအေးချမ်းပြီးတော့စီးပွားလက်လာပါးတွေတိုးတက်လာပါလိမ့်မယ်နော် နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒါခီးသွားလာနေတဲ့သူတွေပွဲယုံပွဲစားလုပ်နေတဲ့သူတွေကားဆွမ်းနေတဲ့သူတွေနော်အရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကိုယ့်လုပ်ငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ခီးသွားလာနေမှာအေးရအဆင်ပြေခြင်းနဲ့ဆိုငါးတောင်ကျယ်လေးဆောင်ပြီးတော့ခီးထွက်နော်ငါးတောင်ကျယ်လေးဆောင်ပြီးတော့ခီးသွားအရောင်းဝယ်စကားတွေပြောပေးလိုက်နော်အဲ့တော့မိမိရဲ့လုပ်ငန်းစပွဲမှာငါးတောင်ကျယ်လေးတွေအဲထားထားပေးတာမျိုးပြုလုပ်ပါ နော်နောက်ပြီးတော့ဒီဒီကားဆန်းနေတဲ့သူတွေကားမောင်းနေတဲ့သူတွေကားလုံးငယ်အဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ကားခေါင်းမိုးမှာ9000ကျဲလေးတွေကတ်ထားပေးကားရဲ့ခေါင်းငယ်ထဲမှာ9000ကျဲလေးကတ်ပြီးကားဆွဲကားမောင်းကိုယ့်ရဲ့ခန္ဓာကိုယ်မှာစောင်းပြီးတော့ကားမောင်းတာကားဆွဲတာမျိုးပြုလုပ်ခြင်းမျိုးအရာရာအဆင်ပြေမယ်နော်ကားလုံးငယ်အဆင်ပြေမယ်ခရိုင်းနဲ့ဝင်ဝင်တိုးတာမျိုးလေးတွေလုပ်ငန်းအဆင်ပြေတာမျိုးလေးဖြစ်လာလိမ့်မယ်နောက်ထပ်ဆိုင်ကန်းဈေးကန်း စတိုးဆိုင် စားတောက်ဆိုင်ကုံစုံ ကုံကြောက်ကုံစိမ့်ဘာဆိုင်မဲရောင်းရောင်းကိုယ်ဆိုင်မှာဈေးရောင်းကောင်းမှုလူဝင်လူထက်များဖို့ရောင်းအားတက်ဖို့အမြဲဆုံးရရချင်တဲ့ရောင်းအားကောင်းချင်တဲ့ဆိုရင်မိမိတို့ရဲ့ဆိုင်ရဲ့အဝေါ်မှာ9000ကျဲလေးတွေဆွဲထားပေးဆိုင်ရဲ့ကောင်းတာပေါ်မှာ9000ကျဲလေးတွေထပ်ထားပေးရောင်းချင်တဲ့ပစ္စည်းတွေခြားထဲမှာ9000ကျဲလေးတွေဆွဲထားပေးလိုက်ရောင်းဝယ်တွေတွက်မယ်အဆင်ပြေမယ်ခနာကိုမှဆောင်းပြီးရောင်းဝယ်စကားတွေပြောပေးခိုင်းနဲ့ပို့ပြီးတော့အမြဲဆုံးနေရမယ်ရောင်းအားတက်လာနိုင်မယ်နော်နောက်ထပ်ငွေရေးချေးကန်ကောင်းချင်တဲ့ငွေမြဲဖို့လက်ရှင်ဖို့အတွက်9000ကျဲလေးတွေမိမိရဲ့ပက်ဆိုင်လေးမှာ ောင်းထားပြီးမိုးလင်းတာနဲ့ပတ်စံအိလေးပုတ်ပြီးတော့လက်နိုးကာလာလေးရွတ်ပေးလိုက်ငွေချေးကန်ကောက်လိုက်မယ်အဆင်ပြေလိုက်မယ်နော်နောက်ထပ်ကျမ်းမိုင်ညံ့နေတဲ့သူတွေဆေးတုံးဆေးတောက်လုံးနေတဲ့သူတွေဆေးကန်းပြနေတဲ့သူတွေကြီးကြီးမားမားယောဂါဆိုးတွေအညံ့နေမကြရအောင်မိမိရဲ့ခေါင်းအုံအောင်မှာ9000ကျယ်လေးထားမိမိရဲ့ခေါင်းအိမ်မှာ9000ကျယ်လေးထားထားပေးလိုက်။နော်ရေရီယာအနေနဲ့ကတော့ငွေပန်း21ပွင့်နော်ငွေပန်း21ပွင့်လှူပေးပါနောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်ဒီအုံဒီ6ဆိတ်လေး နော်ကပ်ပါကြံရည်လေးတစ်ခွက်ကပ်လူပေးပါလက်နှိုးကာရာလေးတွေရွတ်ပေးပါနော်အဲ့ဒါဆိုရင်ကြည်ကြည်မမယောဂါဆိုအញ្ញံနေမကြောက်ရောက်နိုင်ဘူးအကူညီသွားတောင်းကျင်နေဆိုရင်လည်း9000ကျက်လေးစောင့်ပြီးတော့အကူညီသွားတောင်းလိုက်ပါအဆင်ပြေပါလိမ့်မယ်နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေအေးချမ်းကျင်နေတိုက်ခန်းလေးတွေစကားပြောနေရတာတွေအဆင်ပြေကျင်နေနော်ကရောက်ကစားလေးတွေမြားနေတယ်ဆိုရင် မိမိတို့ရဲ့ပေါ့နော်ဒါအခန်းဝမှာ9000ကျဲလေးတွေဆွဲထားပေးလိုက်။လင်းမြန်းရောက်ကဓာတ်ပုံမှာ9000ကျဲလေးတင်ထားပေးလိုက်။မိမိတို့ရဲ့ခေါင်းရင်းမှာ9000ကျဲလေးတွေကတ်ထားပေးလိုက်။ကြီးကြီးမားမားပြဿနာမတက်နိုင်ပါဘူး။9000ကျဲလေးဆောင်ပြီးတော့ကိုပြောချင်တဲ့စကားလေးတွေလည်းပြောပေးလိုက်။ကိုပြောတဲ့စကားတွေအောင်မြင်လာလိမ့်မယ်။နောက်ထပ်ချစ်သူဇုံတွဲတွေအနေနဲ့အခြေအစဉ်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့ဆက်သွယ်ပြနေတာကြီးပြန်ရခြင်းနဲ့စံပွေခြင်းနဲ့ဆို9000ကျဲလေးဆောင်ထားလိုက်နော်။အဲ့တော့9000ကျဲလေးဆောင်ပြီးတော့ကိုပြောချင်တဲ့စကားပြောပြကိုပြောတဲ့စကားအောင်မြင်လိမ့်မယ်။အဲ့တော့အစမပြေဖြစ်နေတဲ့သူလေးတွေကပြန်ပြေးချင်တယ်အေးချမ်းချင်တယ်ဆိုချစ်သူနူရဲ့ဓာတ်ပုံပေါ်မှာ9000ကျဲလေး းတွေတင်ထားပေးလိုက်9000ကျဲလေးမှာဓာတ်ပုံလေးဆွဲထားပေးလိုက်ရတယ်ဓာတ်ပုံလေးမှာလည်း9000ကျဲလေးချိတ်ဆွဲထားပေးရတယ်ဘောနော်အဆင်ပြေလို့ပြုလုပ်ပြီးတော့ထပ်ထားချင်းဖြင့်တော့အဆင်အခြေအဆင်ပြေတာမျိုးအေးချမ်းတာမျိုးလေးတွေဘောနော်အဆင်ပြေတာလေးပြန်ပြေတာမျိုးတွေဖြစ်လာနိုင်မယ် နောက်ထပ်မိမိတို့အနေနဲ့အလုပ်အင်တာဗျူးကိစ္စတွေရှိတယ်ဆောင်မိုးဝဲကိစ္စတွေရှိတယ်ဆိုရင်လည်းပဲ9000ကျပ်လေးဆောင်ပြီးတော့အင်တာဗျူးဖြေလိုက်ပါဆောင်မိုးဝဲဖြေပါအောင်မြင်မှုရရှိမှာဖြစ်ပါတယ်เนาะဒီတလာလုံးတက်လက်ကအဆောင်လေးပါထီကန်ကောင်းမော်ဒီပေါ့เนาะဒီတလာလုံးကန်ကောင်းမော်ရေတရားလေးကတော့မိမိအိမ်ဖျားမှာငွေပန်း20တပွင့်ကြံရည်လေးတစ်ခွက်အုံသီချစိတ်ကလူပါလန်နိုကာလာလေးတွေများများရွှေ့ပေးပါကန်ကောင်းကြီးတွေရရှိလာမှာဖြစ်ပါတယ်ဒီတလာလုံးတက်လက်ကာလာလေးတွေကပေါ့เนาะခရမ်းပွင့်ခရမ်းရောင်လေးတွေအဖြူပွင့်အဖြူရောင်အစိမ်းပွင့်အစိမ်းရောင်လေးကတော့ကန်ကောင်းစေမဲ့လက်ကီကာလာလေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စအရေးကြီးသောခရီးစဉ်အရေးကြီးသောကျောင်းဝါတွေမှာ ဝိစဉ်သုံးပြုခြင်းဖြင့်ကံစာတာပွင့်နှန်းစေပါလိမ့်မယ်နော်ဒါဒီတလာလုံးအတွက်ဗောဓုသားသမီးတွေရဲ့ထီကံရဲ့လက်ကအဆောင်ရေတရားလေးတွေကာလာလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်ဒီအဆောင်လေးတွေဒီရေတရားလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရယူပေးပါဒီနေ့မှစဗောဓုသားသမီးတိုင်းထီစုကြီးပေါက်ကြပါစေလုံငယ်စည်းပွားတိုးတက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်ဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကလည်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်